ားလုံးပဲမင်္ဂလာပါကျေဝရှင်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မက်စလာ28ရက်နေ့တောက်ကြနေ့ဒီနေ့မှာကျွန်တော်နိုင်ငံအတွင်းထဲမှာပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိဘအတွင်းကျွန်တော်ရဲ့ပြည်သူတွေကျွန်တော်တို့ညီကိုမောင်မတွေအပြင်းထန်ဆုံးငလင်လှုပ်ခတ်မှုတွေကြားထဲမှာအသက်အိုးအိမ်စည်းစိမ်တွေအများအများပြိုကျပျက်စီးခဲ့တဲ့အကြောင်းကြတိရတယ်မြင်တွေ့ရတဲ့အထွတ် ကျွန်တော်တို့မိဘတွေနဲ့အတူတူထပ်တူစင်ကောင်းဖြစ်မိပါတယ်ဒီနေ့လို့တောက်ကြာရက်မျိုးမှာမွတ်စလင်ဘာသာဝင်တွေဝိပုကိုးကွယ်နေတဲ့အချိန်ဒီအချိန်မှာပဲပြင်းထန်တဲ့ငလင်းလှုပ်ခတ်မှုတွေကြားမွတ်စလင်ဘာသာဝင်တွေသူတို့ရဲ့ဒါဝိပုကိုးကွယ်နေတဲ့ဗလီအတွင်းထဲမှာပဲဒါအသက်တွေဆုံးရှုံးခဲ့ရတဲ့အတွက်လဲတကယ့်ကိုဝမ်းနဲ့စိတ်မကောင်းဖြစ်မိပါတယ် အဲ့တစ်ထဲမှာပဲကျွန်တော်တို့အချင်းကန်တိတိလေးတွေမှာအချင်းချခံနေရတယ်အမေဦးဒေါန်ဆန်းစွတ်ကြည်ကိုလည်းကျွန်တော်တတိယမိရယ်သူရောအဆင်ပြေပါမလားသူနဲ့တူ သူရန်ကိုချစ်တဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်မတွေရောအဆင်ပြေပါမလားကျွန်တော်ငလေးလောက်ကပြပြချင်း အချိန်မှာပဲတူရဲစွတ်တောင်းမိပါတယ် ဆိုတော့ဒီနေ့ကျွန်တော်အဓိကတင်ပြပေးသွားမှာကတော့ဒီမိစ္ဆာကောင်တွေရဲ့လက်ထက်မှာကျွန်တော်ပြည်သူတွေအရှင်လက်လက်ငရေခံနေရတဲ့ဖြစ်ပျက်တွေကျွန်တော်ရုပ်သံဗီဒီယိုဖိုင်တွေနဲ့ကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်။နောက်ထပ်ဒီကိငလင်လှုပ်ခတ်ခြင်းဟာထီးနန်းလဲပြူမင်းလဲပြူမဲ့နမိတ်လက္ခဏာလို့ကျွန်တော်တို့မှတ်ယူရပါမယ်။ ဒီနိုင်ငံရဲ့အစိုးရအဆုံးသောကာလတွေအစိုးရအဆုံးသောဖြစ်ပျက်တွေကိုကြော်ဖြတ်ပြီးသွားရင်ကျွန်တော်တို့မိပပြည်သူတွေအကောင်းမွန်ဆုံးပြန်လဲတည်ဆောက်ကြမယ်။ကောင်းမွန်ဆုံးသောအနာဂတ်ကို ဖန်တီးကြမယ်။ဟုတ်ပြီ။စကိုင်းတရားကနေပြီးတော့ပြိုကျလာခဲ့တဲ့ငလင်ဟာနေပြည်တော်အထိရိုက်ခတ်သွားပါတယ်။နေပြည်တော်မှာရှိတဲ့ အကြမ်းမဖက်စစ်ခွေးကောင်တွေအရှင်လက်လက်မြေမျိုးခံလိုက်ရတဲ့အကြောင်းဟာလဲငလီရဲ့စိုက်ခတ်ရိုက်ခတ်မှုတွေကြားထဲမှာသူတို့တွေလည်းခံလိုက်ရပါတယ်ဟုတ်ပြီကျွန်တော်တို့အများသုံးခွန်နေကြတဲ့နေပူတော်ရဲ့လေစိတ်ထိမ့်သိမ့်ရေးတာဝါကျိုးကြပြီးတော့လုံလုံနေတဲ့ဝန်ထမ်းတွေအကုန်လုံးတည်ဆုံးခဲ့ရတဲ့အကြောင်းကျွန်တော်ကြားသိထားရပါတယ် အဲ့ဒီနေပူတော်မှာပဲနိုင်ငံသားကြီးကဝင်ကြီးယုံအလုသမားကြီးကဝင်ကြီးယုံအပါဝင်ဝင်ကြီးဌာနစောင့်နေပြိုကျပျက်စီးပြီးတော့အလုသမားကြီးကဝင်ကြီးအမြဲတမ်းဝင်ကြီးဝင်ငယ်တွေနဲ့အပါဝင် နိုင်ငံသားကြီးကဝင်ကြီးအရာရှိအချို့လဲအရှင်လက်လက်မြေမြူသွားကြအကြောင်းကိုကျွန်တော်တို့သိရှိထားရပါတယ်ကျွန်တော်တို့ ငလင်တန်ပင်ထန်စွာခန်းစားလိုက်ရတဲ့စကိုင်းတိုင်းဒေသကြီးနဲ့ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးတစ်ချောလုံးမှာကျွန်တော်တို့ရဲ့ပြည်သူတွေအခုချိန်ထိတိကြိုက်ဒဏ်ရာသိဆုံးမှုစရင်တွေကိုကောက်ယူလို့မရသေးပါဘူးအပြက်စီးတွေကတော်တော်ကိုများပြားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီငလင်နဲ့ပတ်သက်ပြီးတော့ကျွန်တော် NUG အစိုးရအနေနဲ့မက်လာလာဆန်းပိုင်းတွေကကြိုတင်ပြီးတော့ ထုတ်ပြန်ကြီးညာချက်နဲ့ငလင်လောက်ခတ်ပြီးနောက်ပိုင်းနေငလင်မလောက်ခတ်တဲ့ခင်အချိန်တွေမှာဘလူမျိုးကြိုတင်ပြင်ဆင်မှုနဲ့ရှောင်ရှားဖို့တွေပြီးတော့ရေးပေါ်ကုသရေးအစီအစဉ်တွေကျွန်တော်တို့သူတို့တင်ပြထားတာကိုလည်းကျွန်တော်တို့တွေးရှိခဲ့ရပြီဖြစ်ပါတယ်ဒီကတော့ကျွန်တော်ပြည်သူတွေဒီကနေ့နာမှုအတွက်ကျွန်တော်လွန်စွာစင်ကောင်းဖြစ်မိပါတယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာနိုင်ငံအတွင်းထဲမှာ နီမျိုးစုံနဲ့နေထိုင်လို့မရတဲ့အခြေအနေမျိုးမျိုးကြောင့်တိုင်းတစ်ပါးတာအခြားသောနိုင်ငံတွေမှာတွားရောက်အလုလုကင်နေတဲ့ကျွန်တော်တို့ရဲ့အလုသမားထူကြီးဟာလေဒီငလင်တန်တွေချားရဲမှာအသက်ပေါင်းမြောက်များစွာသိဆုံးခဲ့ရတယ်ဒီနေ့ဟာတော့ကျွန်တော်မိဘပြည်သူ တွေရဲ့စင်ကောင်းဖြစ်စရာနေ့တစ်ခုပါဒါပေမဲ့လည်းပဲ ဒါဟာကျောင်းနိုင်ငံရဲ့အလဲပြောင်း တစ်ခုမန်လီနန်းဆောင်မြို့ရိုးကြီးပြိုကျသွားတဲ့ပုံရိပ်အားဒီနယ်လဲပြုမင်းလဲပြုမဲ့အခြေအနေတစ်ခုဖြစ်ကျွန်တော်တို့သုံးသပ်ပြီးတော့အကောင်းဆုံးစူးစမ်းလှုပ်ဆောင်ကြရမှာဖြစ်ပါတယ်ဟုတ်ပြီ နောက်ထပ်ဆက်ဆက်ပြီးတော့ပရမအုံဆုံးကြားကြားလိုက်ရတာကချမ်းတောင်ဒေသအတွင်းမှာငလင်လုတ်ခတ်မှုကြောင့်တေဆုံးသူပေါင်း38ဦးထက်မနည်းရှိနေပါတယ်ဆိုတော့ခြားသောဒေသတွေဒါတေဆုံးတန်ရရတဲ့စရင်တွေကိုလည်းကျွန်တော်တို့ကြားသိရမှာဖြစ်ပါတယ်ကျွန်တော်တို့လွတ်မြောက်တော့ဒေသတွေမှာတော့ကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့အကောင်းဆုံး ဒါဝင်းရဲ့ကုညီမှုတွေကေစိလုပ်ငန်းတွေကို နေရောညောလှုပ်ဆောင်နေပါချောင်းကိုကျွန်တော်ပြည်ပါတွေကိုတည်ပေးလိုတယ်ဆိုတော့ကျွန်တော်ပြည်သူကိုနေစဉ်ဘုံကျဲတက်ဖြတ်နေတဲ့កောင်တွေဟာဘာကြောင့်ဒီငလင်တုတ်ခတ်မှုကိုကြိုတင်ပြီးတော့ကျွန်တော်မျိုးပါ ပြည်သူတွေအတွက်သူတို့တွေကြိုတင်စီစဉ်ခံခွဲမှု လုံးလုံးမမရှိရတာလေကျွန်တော်လက်ရှိအကြောင်းကိုပဲ ကျွန်တော်မိဘတွေကိုဆွေးနွေးပေးနေတာပါကျောင်းနိုင်ငံအတွင်းထဲမှာဒီလိုမျိုးသဘောဘေးအန္တရာယ်ကြုံတွေ့လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ပြည်သူကိုကယ်ဆယ်စောင့်ရှောက်မဲ့အရေးပေါ်အခြေအနေတွေနဲ့ကျွန်တော်တို့သဘောဘေးအန္တရာယ်ခံစားပြီးတဲ့အချိန်မှာကျွန်တော်တို့ပြည်သူအတွက်အဲ့ဒီကောင်တွေဘာလုပ်ထားတာရှိပါလဲဘာမှအစီအမံမရှိဘူးဘာမှကြိုတင်စဉ်းစားမရှိဘူးသူတို့ခေါင်းထဲမှာရှိတာကနေ့စဉ်ကျွန်တော်တို့ပြည်သူကိုဘုံကျဲတက်ဖြတ်ဖို့ပဲသူတို့တွေ အစီအမံတွေဆွဲနေကြတယ်ဒါတော့နေပြီးတော့အစည်းအဝေးမှာနေပြီးတော့အဆောက်အဦပြိုကျပျက်စီးခဲ့ပြီးတော့အဲဒီမှာအစည်းအဝေးလုပ်နေတဲ့ဇော်မဲလုံးဇော်မဲလိန်ဆိုတဲ့ကောင်အခါလဲပွင့်ရင်ပြီးတောက်သွားရမှာငလေလုတ်တဲ့အဆောက်အဦစတဲ့ပြိုတာနဲ့အဲဒီကောင်တွေတစ်ဖွဲ့လုံးအရင်ဆုံးထွက်ပြေးတာကျွန်တော်ဒီဗီဒီယိုဖိုင်ဒီကနေ့ကျွန်တော်သတင်းရဲ့အစုံပိုင်းတွေမှာ ကျွန်တော်မိဘတွေဒါကြည့်ရှုဖို့အတွက်ကျွန်တော်စုပေါင်းပြီးတော့တင်ပြပေးမှာဖြစ်တယ်ဒီလိုကောင်းတွေတောင်မှသူတို့ရဲ့အခြေအနေသူတို့ကိုသူတို့လည်းမကာကွယ်နိုင်ကျွန်တော်ပြည်သူကိုကာဝယ်မယ်ကျွန်တော်ပြည်သူအတွက်တဘာဘေးနဲ့ကြောက်ရောက်ခဲ့မယ်ဆိုရင်ကြိုတင်ကာဝယ်မှုတဘာဘေးရဲ့ဒီရဖြစ်ပြီးတဲ့အချိန်မှာဘလို့မျိုးကုသကြမယ်ဘလို့မျိုးကယ်ဆယ်ကြမယ်ဆိုတဲ့အစီအစဉ်တစ်ခုမှမရှိတာဟုတ် အံ့ဩစရာမလုံမလုံတွေ့အောင်အံ့ဩစရာတော့မလိုဘူးပေါ့ဗျာကျွန်တော်ပြည်သူတွေအလူလဲခံလိုက်ရပါတယ်ကျွန်တော်ပြည်သူဟာပြည်သူချင်းချင်းပဲပြန်ပြီးတော့ကေဇေရေးလုပ်ငန်းတွေလှုပ်ဆောင်နေခဲ့ကြရတယ်နိုင်ငံတွင်းထဲမှာရှိတဲ့ရှေဟောင်းအမွေနစ်တွေအကုန်လုံးမြေစာပုံဖြစ်ခဲ့ရတယ်ရှေဟောင်းအမွေနစ်ဆိုလို့ကျွန်တော်နိုင်ငံတွင်းထဲမှာရှိတဲ့ ခြေဟောင်းအဆောက်အုံတွေဇီဒီပရိုကြောင်းကန်တွေဟာအာနာယုပုစုရဲ့စီကံမဲ့ပြုပြင်ထိမ့်သိမ်းမှုတွေကြောင်းယူနက်စကိုမဝင်ခဲ့တာတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီပစ္စည်းဒီဆောက်အုံတွေကိုပြုပြင်ထိမ့်သိမ်းဖို့နေနေတာတာတကယ်ကိုညံပြင်းလို့နဲ့အစီအမံတွေကြောင့်ရှေးဟောင်းအဆောက်အုံတွေရှေးဟောင်း မြူယိုးတွေကို လက်ရှိအင်္ဂရိတွေနဲ့ဖာထေးပြီးတော့ပုံစံမပြတ်လွတ်ဆောင်ခဲ့တဲ့အချင်းအရာတွေပြီးတော့ကျွန်တော်တို့ဒီနေ့ခေတ်ဆေးရောင်တွေခြေပြီးတော့ပုံ ဖြတ်ခဲ့တဲ့သူတွေအခုနိုင်ငံအတွင်းထဲမှာကြီးမားတဲ့ငလင်လှုပ်ခတ်မှုတွေဖြစ်ပေါ်နေပြီသူတို့ကျွန်တော်တို့ပြည်သူအတွက်ကြိုတင်စီစဉ်ထားတာဘာရှိပါသလဲဆိုရဲမေခွန်း ဒါကဘာလို့မှကြည့်ရှုနေတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေသူတို့ကို၌အဖြေမရှိရမ်းစင်ကောင်းဖြစ်ဖို့ကောင်းတယ်ကျွန်တော်တို့နိုင်ငံဒါကြောင့်လက်ရှိ အခြေအနေဟာကျွန်တော်အားလုံးအကောင်းဆုံးအတူတူဝင်းရံပြီးတော့အချင်းချင်းဖိမရှင်နဲ့ကြော်ကြော်ဖြတ်ကြရမှာဖြစ်တယ်ဒါကိုလည်းကျွန်တော်ကြော်ဖြတ်နိုင်တဲ့အရေးချင်းကျွန်တော်တို့ တဝူးချင်းစီတိုင်းမှာရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေကိုစိတ်ပူပေးနေတယ်ကျွန်တော်ရဲ့မိဘတွေလည်းဒါ message box ကနေပြီးတော့ကျွန်တော်ကိုမေးမြန်းလာလာရှိပါကျွန်တော်တို့အတွက်မပူပါနဲ့ကျွန်တော်တို့ကဒီငလင်းစလှုပ်ပြီးဆိုတာနဲ့ပထမအဦးဆုံးကျွန်တော်တို့ပြင်းမြင်တာကမြို့ပြဒေသမှာရှိတဲ့ကျွန်တော်တို့မိဘပြည်သူတွေကိုပြေးပြီးတော့ညှိမိတာပါဥပမာတစ်ခုပြောပြပါမယ်ဂျပန်မှာငလင်းလှုပ်လို့ဒရာဒစင်းကျိုးသွားတာနှစ်ရက်အပြီးဂျပန်က ပညာရှင်တွေနဲ့ engineer တွေဂျပန်အစိုးရကပြင်ဆင်ပေးနိုင်ခဲ့တယ်အခုစကိုင်းတရာကြီးကြိုးကြပျက်စီးခဲ့ပြီနှစ်ရက်အတွင်းပြင်ဆင်နိုင်တဲ့အရေးချင်းရှိလားမရှိလားကျွန်တော်ရဲ့မိဘတွေစောင့်ကြည့်ပေးပါဒါကအပြည့်ပါပဲဒါကအပြည့်ပါပဲ ။ဘလောက်တနိုင်ငံလုံးမှာကြီးမားတဲ့ငလင်လှုပ်ခတ်နေသည့်တိုင်အောင်ကျွန်တော်တို့ရဲ့သားပြည်သူအတွက်ကဲဆဲရေးလုပ်ငန်းကဲဆဲရေးအတွက်ရဟရင်ကဲဆဲရေးအတွက်ဘာတစ်ခုမှ စီမံထားတာမရှိဘဲနဲ့နေစဉ်ရဆက်ဘုံကျက်တက်ဖြတ်ဖို့ကြတော့လက်ရဟရင်တွေတိုက်လေရှင်တွေကိုအုံပြုနေတယ်။အဖြစ်ကရှင်းပါလား။အဖြစ်ရှင်းပါတယ်ဒီနိုင်ငံတွင်းထဲမှာဖြစ်ပျက်ခဲ့တဲ့အရာအလုံးရဲ့တရားခံဟာ အဲ့ဒီမိစ္ဆာကောင်တွေဖြစ်တဲ့အဲ့ဒီမိစ္ဆာကောင်ရဲ့လက်ထက်မှာပဲကျွန်တော်တို့ပြည်သူတွေအရှင်လက်လက်ငရေကြခံရတယ်။ဒါပေမဲ့ဒီချိန်ဟာနောက်ဆုံးမှာကျွန်တော်တို့အားလုံးအတူတူအာတင်ပြီးတော့အတူတူယုံထကြမယ်။ပြီးတော့ရင်အတူတူအကောင်းဆုံးပြန်လဲမုံမှန်တိဆောက်ကြပါမယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ဒီကနေ့ပြပြခဲ့တဲ့အကြောင်းအရာတွေဟာ ထင်းနန်းလဲပြုံမင်းလဲပြုံမဲ့နမိတ်လက္ခဏာတွေစတင်နေတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြရင်းနဲ့ကျွန်တော်တို့နေရာဒေသအသီးသီးမှာဖြစ်ပျက်ခဲ့တဲ့ဒါငလီလောက်ခတ်မှုဗီဒီယိုဖိုင်တွေကိုကျွန်တော်နဲ့အတူတူကြည့်ကြည့်ကြရအောင်ပါဟယ်လို ถล่มในเจเจมอนว่ายินปันหันว่าคนที่อยู่ตรงนั้นมีใครเป็นอะไรหรือป่ามีใครเป็นอะไรบ้างไม่รู้ตึกโดนแล้วไปค่ะฝุ่นค่ะรีบวิ่งค่ะเป็นถล่มสาน่ะ ไปค่ะพี่ วิ่งค่ะ มันฝุ่นค่ะ เอาที่ออกได้ เอาที่ออกได้ ถ้าออกไม่เราต้องรออุปกรณ์ได้อุปกรณ์ก่อนนะครับรออุปกรณ์ลงคนมาแล้วคนมาแล้วกลางกลางกลาง ာဘုရားကြီးကြိုကြပါဘူး။သွားပြီသွားပြီသွားပြီ။ကလေးကနဂါရှိပြီတရားနေ။ပြန်လို့လားသူပြန်လို့။အဲ့မစောင့်မဝင်နဲ့လို့ဘာလို့ဝင်နေရတော့လဲ။ပြုလို့မှာအာဟုတ်တယ်။

有事给俺买去了。嗨，嗨、啊，啊,啊！我哪里？你乱我哪里？這 <laughs> thì ông em tiêu à chú đi nhái chi mày thế này nó đi đủ chả đủ gì à này đủ gì cái áo mày thế mà tại đi đủ chả này mà bên này nó thì bên đó phải bên này dùng để thế là bán chia bộ bán chia bộ mà ăn đôi chi nó sẽ xì ra 那是西耶克，东烂亚的什后东西？好吧，呀，喏。打打打，干嘛打？打打打，玩去。哎、嗯，来就来呗。 ြောင့်ဒါငလင်ကြီးတဲ့လောက်ပြီးတော့မလေးတက်တူညီလောက်နေဖြစ်ပါတယ်။ဟိုမိတက်ကားရဲ့ကကုမလာနေဖြစ်ပါတယ်။ không 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 bắt đâu không bắt đâu không 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 الله اكبر الله နောက်ဆက်တွဲအနေနဲ့ကတော့အဲ့တော့ပြင်အားခွန်လက်သမခွန်ရှိတယ် main shock ပေါ့နော်လှုပ်ပြီးပြီးဂျင်သိမ့်မကြခင်မဲကျွန်တော်နောက်ဆက်တွဲငလျင်6.4နဲ့လှုပ်သွားတယ်အဆိုတဲ့ခါကျတော့နောက်ဆက်တွဲငလျင်ကတော့လှုပ်မှသေးကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုဥပမာအချင်းကြီးမယ်ဆိုရင်2012ရဲ့တပိတ်ချင်းငလျင်6.8နဲ့လှုပ်တယ်အဲ့တော့ကျွန်တော်တို့ဒီနောက်ဆက်တွဲငလျင် after shock ဒီဒီတနည်းဟိုနှစ်နှစ်သုံးနှစ်လောက်ကိုကျွန်တော်တို့စတိုက်လုံနေတာတွေ့ရတယ်ပေါ့အဲ့တော့အခုဒီ အပိုင်းကပေါ့လေလှုပ်တဲ့ကျွန်တော်တို့ဒီခုခုခွန်တသမခွန်ဆိုတဲ့ခါကျတော့တော်တော်လေးလှုပ်မယ်လို့တော့ယူဆရတယ်အခုချက်ချင်းကိုပဲ6.4နဲ့လှုပ်ထားပြီးပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ဟောတဲ့6 to 5 to နောက်ထပ်လာနိုင်ကြီးလေးတွေရှိနိုင်တာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဟိုတတိပေးဖို့တော့ဟိုဟိုဘာခေါ်လဲအတိပေါ့လေတတိထားဖို့တော့ပြည်သူတွေကိုကျွန်တော်တို့အနေနဲ့မြင့်တာရက်ခံနေတာပေါ့နော်ဟုတ်ကဲ့